အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးဗမောသိန်းပြည့်ရဲ့ညဝီလူတော်တွင်များလေးစားအုပ်ထဲမှာဆောင်းပါလေးများကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးဖတ်ပြခြင်းနဲ့ဆောင်းပါလေးကတော့အချစ်ဆုံးသူရဲ့လက်များပကြီးက15ရာစုကီကပါဂျာမနီနိုင်ငံနူယင်ပွင့်မြူနာကရွာလေးတရာမှာမိသားစုနေထိုင်ကြတယ်တာသမီ18ယောက်ရှိတယ် အိနာဝစီဖြစ်တဲ့ဖခင်ဖြစ်သူဟာရွှေရင်စရာတယောက်ပါဒါပေမဲ့သူဟာပရိအလုတ်တစ်ခုထဲနဲ့မိသားစုစားဖို့ဝင်ဝင်မလုံလောက်တာကြောင့်အိမ်ကြီးချင်းတွေရဲ့အိမ်တွေမှာခြံရှင်ထင်းခွေရေခက်စားတဲ့တောက်တူမေရအလုတ်တွေလောက်ရင်ငွေထက်ရှာရပါတယ်။သူဟာတနေ့ကို16နာရီလောက်အလုတ်လုပ်တယ်။တာသမီ16ယောက်ထဲကား လူမျိုးအရွယ်အကြီးဆုံးသား၂ယောက်တို့မှာတူညီတဲ့အိမ်မက်တစ်ခုရှိနေတယ်။အဲဒါကနှူးရင်မက်မျိုးကပကြီးပဘူးကျောင်းမှာတဏ္ဍသတ်တက်ပြီးအောင်မြင်တဲ့ပကြီးပဘူးပညာရှင်တွေဖြစ်နေဖြစ်ချင်ကြတာပါ။ဒါပေမဲ့သူတို့အဖေကသူတို့ကိုတဏ္ဍပို့ပေးဖို့ငွေမရှိဘူးဆိုတာကိုသိကြလို့သူတို့ဟာအဖေကိုတဏ္ဍတက်ချင်တယ်လို့မပူဆကြပါဘူး။သူတို့နှစ်ယောက်ဟာတဏ္ဍကို တင်းနဲ့တက်ဖို့ညစဉ်ညတိုင်းတီတို့တိုင်ပင်ကြတယ်။နောက်ဆုံးမှာသဘောတူညီချက်တစ်ခုကိုရလိုက်ကြတယ်။အဲဒါကခေါင်းပန်းလှန်ကြမယ်။နိုင်သူကနှုတ်ရင်ပန်းမျိုးကပချီပပူเจ้าမှာလေးနေကြတနန်းတော်တက်မယ်။နိုင်သူရဲ့တနန်းစိတ်ကိုရှုံသူကရွာနာကတတုဖော်တဲ့မိုင်းမိုင်းတွင်တစ်ခုမှအလုံးလုံးပြီးကြာခံပေးရမယ်။နိုင်သူတနန်းအောင်မြင်သွားလို့ ျော်မြင်ပြီးသွားရင်ရှုံးသူကသင်္นานတက်လက်တက်မယ်ရှုံးသူရဲ့သင်္นานစိတ်ကသင်္นานစိတ်ရိတ်အတွက်နိုင်သူကမိုင်းတွင်မှာတက်လက်အလုံးလုံးပြီးထောက်ပံ့ရမယ်အဲဒီလိုတိုင်ပင်ကြသည် သူတို့ကောင်းပန်းလှန်ကြတယ်အကူကြီးဖြစ်တဲ့အေရဒူယာအနာရလို့သင်္นานကြောင်းမှာသွားတက်တယ်ညီဖြစ်သူအေအေဘဒူယာဟာရှားနာကအနေများတဲ့ တတုတူဖို့ရေးမိုင်းတွေတခုမှ အလုံးလုံးရတယ်။သူရတဲ့ပိုက်ဆံတွေကိုစုပြီးတနန်းတက်နေတဲ့အကိုကြီးစီအကိုကြီးအေဗရက်စီကိုလာစင်ဖို့ပေးတယ်။အေဗရက်ဟာပါရမီပါသူမို့ဘဘူးရုပ်တွေလောက်ရမှာပချီကားတွေရေးဆွဲရမှာအတူတက်နေကြတဲ့တနန်းသားတွေထဲအများကြီးတာနေတယ်။ကျောင်းကဆရာတွေကလည်းသူ့ကိုချီးကျူးကြတယ်။ဒါနဲ့ လေးနှစ်ကြာတော့သူတဏံကိုအောင်မြင်စွာပြီးဆုံးသွားတယ်။ဒါပေမဲ့သူဟာခေါင်းပေါင်းလန်တုံးကဆုံးဖြတ်ခဲ့ကြသလိုသူညီတဏံတက်ဖို့စရိတ်အတွက်မိုင်းတွင်းမှာအလုံလုံးစရာမလိုတော့ပါဘူး။ဘာကြောင့်လဲဆိုတော့နှုတ်ရင်ပတ်မြို့မှာနေရင်သူရေးဆွဲခဲ့တဲ့ပကြီကားတွေနဲ့ထူးလှုပ်တဲ့ပပူရုပ်တွေဟာဈေးကြီးကြီးနဲ့ရောင်းကောင်းနေကြလို့ပိုက်ဆံတွေအများကြီးရနေလို့ပါ။ သူဟာချမ်းသာသူတယောက်ဖြစ်နေပါပြီ။တဏ္ဍပြီဆုံးပြီးတနည်းအကြာမှာအေဘရာဟာနူယင်ဘမျိုးကနေသူ့နေရက်ကိုပြန်လာတယ်။ပြန်ရောက်တဲ့နေရက်ညနေဆောင်မှာပဲသူ့မိသားစုက သူတို့ခြံဝန်းထဲကအမျက်ခင်းပြန်မှာကြီးကျယ်တဲ့ညစာစာပွဲကြီးတစ်ခုလုပ်ပေးတယ်။အေဘရာကိုဂုဏ်ပြုတဲ့အနေနဲ့ပါညစာစာပွဲမှာစားတောက်ဝယ်ရာတွေအများကြီးပါတယ်လို့ ဒီပိုင်းတစ်ခုလဲတီးမုတ်ဖြောပြပေးတယ်။ရွာကလူကြီးတွေနဲ့နှူးရင်ဘတ်မျိုးကဧည့်သည်တွေပါ။ညစာစာပွဲကိုတက်ရောက်ကြတယ်။လူတွေစားတော့ပြီးချိန်မှာအေဗရာဟာဇပွဲတီးခင်းနဲ့ဇပွဲကြီးရဲ့ထိတ်ဆုံးထိုက်ကုံမှာထိုင်နေရကမတက်ထားရပြီးစကားပြောပါတယ်။သူတင်းတန်းတက်စီမိုင်းတွင်းမှာပင်ပန်းကြီးစွာအလုံးလုံးပြီးတနန်းကြီးထောက်ပံ့ခဲ့တဲ့သူညီလေးအဲ့ဘက်ကို ဂုံပြူချီချူစကားပြောတာပါ။သူကစကားတွေအရှိအကြီးပြောပြီးနှီးကုံကျုပ်အနေနဲ့ခုလိုစကားပြောလိုက်ပါတယ်။ကျွန်တော်ညီလေးအေဗာဟာကျွန်တော်နှင်းမမတင်းနှံတက်ဖို့မိုင်းတွင်းမှာပင်ပန်းကျန်းတဲ့အလုပ်တွေလုပ်ပြီးထောက်ပံ့ပေးခဲ့ပါတယ်။အခုသူအလဲကြပါပြီ။သူနှင်းပန်းမြို့ကိုသွားပြီးသူအလွန်တက်ချင်နေတဲ့ပကြီးဘဘူးကျောင်းကိုသွားတက်လို့ရပါပြီ။ တနန်းတက်ရင်ကုန်ကြမယ်စရိတ်အားလုံးကို ကျွန်တော်တာဝန်ယူပါတယ်လူတွေအားလုံးက စပွဲကြီးရဲ့အခြားဘက်ဆုံးမှာငင်းငင်းကုတ်ကုတ်လေးထိုင်နေတဲ့အဲဗတ်ကိုလမ်းကြည့်လိုက်ကြတယ်အဲဗတ်ဟာမျက်ရည်တွေစီးကျနေတယ်ပြီးတော့ဗဇက်က no 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 လို့တပွားပွားပြောနေရင်ခေါင်းကိုခါရန်နေပါတယ်တစ်ချက်တစ်ချက်သူစီကရှိုက်တန်လေးထွက်ပေါ်လာပါတယ် နောက်ဆုံးတော့အဲဘက်ဟာမျက်ရည်စာတွေကိုလက်နဲ့တုပ်လိုက်ပြီးသူ့နေရာမှာပဲမတက်ထားရက်လိုက်တယ်။သူဟာလက်နှစ်ဖက်ကိုလက်အုပ်ချလိုက်တယ်။စပွဲထိတ်ကသူ့အကိုအဲဘရက်ကိုကြည်ရင်ငိုတန်းကြီးနဲ့ခုလိုစကားပြောလိုက်ပါတယ်။မဟုတ်ဘူးအကိုကျွန်တော်နှုတ်ရင်ပဲအကြောင်းကိုမတက်နိုင်တော့ပါဘူး။အချိန်နောက်ကျသွားပါပြီ။အကိုအဲဘရက်ကဘာဖြစ်လို့လဲလို့မေးလိုက်တယ်။အဲဘက်ဟာ သူ့လက်ဘွားကိုအကိုကိုဖြန်လိုက်ဖြန်ပြလိုက်ရင်ခုလိုပြန်ဖြေလိုက်ပါတယ်ကျွန်တော်လက်ဘွားတွေကိုကြည်စမ်းမအကို၄နှစ်လောက်မိုင်းတွေမှာကြောက်တုံတွေကိုထုလို့လက်ဘွားတွေဟာကြမ်းတမ်းဖူးထင်နေပါပြီဖူးထင်နေပါပြီနောက်ပြီးကျွန်တော်ရဲ့လက်တွေဟာတူနဲ့ချော်တီမီလို့ရောင်ကိုင်းပြီးအယိုးစစ်တွေလည်းငေါထွက်နေပါတယ် ဒီထဲကကျွန်တော်လက်တွေဟာအကျောဆွဲယောဂဖြစ်နေလို့အခုအကိုကိုဂုံပြုတ်ဖို့ဝိုင်းခတ်ကိုတောင်ကိုင်းမမြောင်းနိုင်ပါဘူးဒီလက်တွေနဲ့အကြည့်ဆွဲဖို့စုပ်တန်းဘဘူးထူဖို့တူနဲ့ဆို့တွေကိုကျွန်တော်မကိုင်းနိုင်ပါဘူးဒါကြောင့်အကိုရဲ့ကမ်းလန်းချက်ကိုကျွန်တော်သဘောမတူနိုင်တာကိုနားလဲပေးပါနော်အကိုအေဖရာဟာ သူညီကိုကြည်ရင်မျက်ရည်တွေပါပြင်ပေါ်လို့ယူစီကြလာတယ်။ဒီဖြစ်ပြဟာအခုဆိုရင်နှစ်ပေါင်း450ကျော်ကြာခဲ့ပါပြီ။အခုအေဘရက်ရဲ့ရာချီတဲ့ပချီကားတွေဘဘူးရုပ်တွေဟာကဘာပေါ်ကနာမည်ကြီးပြတိုက်တွေမှာခန်းခန်းနာနာပြထားပါတယ်။သူရဲ့နာမည်ကြီးပချီကားတွေထဲမှာ အထင်ရှားဆုံးပချီကားတစ်ချက်ရှိပါတယ်။အဲ့ဒီပချီကားကို နှုတ်ရင်ဗတ်မျိုးကပြတိုက်မှာ အခုချိန်ထိချိန်ဆထားဆဲပါပဲအဲ့ဒီပကြီကပြစ်လာပုံကဒီလိုပါစောစောကပြောခဲ့တဲ့ညစာစာဝဲကြီးတည်းရဲ့နာရက်နေငယ်ကြမှာအေဘရာဟာပကြီကတစ်ချက်ကိုစာဆဲပါတယ်သူညီရဲ့ဖုထစ်ရောင်ကိုင်းပြီးအယိုးတွေမညီမညာနဲ့လက်ဘဝနှစ်ဖက်ကိုပူကပ်ပြီးလက်အုပ်ချီထားတဲ့လက်တွေကိုစိတ်ကူးနဲ့မဆာပြီးပကြီဆဲပါတယ်သူဟာရက်ပေါင်းများစွာကြာနေရာမှာ မထားပဲပကြီးကားကိုပြီးစီအောင်ရေးဆွဲလိုက်တယ်။သူကပကြီးကားကို အချစ်ဆုံးသူရဲ့လက်များလို့နာမည်ပေးလိုက်တယ်။ပကြီးကားမှာလက်ကသွေးကြောမြင့်မြင့်လေးတွေကို ပေါ်အောင်ရေးပြထားသလိုပကြီးကားကိုကြည့်ရင်အဲဘရဲ့သူ့ပေါ်ကအဘရရဲ့သူညီအပေါ်ထားတဲ့မြတ်တာတက်ကိုခံစားသိမြင်နိုင်ပါတယ်။တကယ်တော့အဘရဟာ သူကဘာကျော်ပတိပပုပညာရှင်တယောက်ဖြစ်အောင်အလောက်ချမ်းလောက်ပြီးအနစ်နာခံခဲ့တဲ့သူညီအဘကိုဂုံပြူတဲ့အနေနဲ့အဲ့ဒီပကြီကားကိုရေးခဲ့ရေးခဲ့တာဖြစ်ပါတယ်29ရက်3လ2019နောက်တစ်ပုံအနေနဲ့အသွားပြန်မြတ်တာဆောင်းပါးလေးကိုဖျက်ပြပေးပါမယ်ခင်ဗျာအသွားအပြန်မြတ်တာနီတာဆိုတဲ့အမျိုးသမီးလေးဟာ မကြခင်ကပဲလက်ထပ်လိုက်တယ် သူ့ယောက်ျားရဲ့အိမ်ကိုလိုက်သွားပြီးယောက်ကမနဲ့အတူနေပါတယ်လက်ထက်ထိမ်းရပြီးကစားမှာသူဟာအလွန်ပျော်နေပါတယ်ဒါပေမဲ့တလအကြာမှာ သူနဲ့ယောက်ကမယောက်ျားရဲ့အမေတို့ရဲ့ဆက်ဆံရေးဟာ တင်းမာလာတယ်ရှေးရိုးဆန်တဲ့ယောက်ကမဟာနီတာရဲ့ခေတ်ဆန်တဲ့ဝတ်စားစည်းရုံတွေကိုမကြိုက်ဘူး အပြင်ထွက်လေတာကိုလည်းမကြိုက်ဘူးဒါကြောင့်နေသားရဲ့နေသားထိုင်တာကိုချုပ်ချဲလာတယ်။ဒါကြောင့်သူတို့နှစ်ယောက်ဟာမကြာခဏစကားများရန်ဖြစ်ကြတယ်။တခါတလေသူတို့နှစ်ယောက်ဟာတိမ်ထဲနေကြပေမဲ့ရက်အတော်ကြာကြာစကားမပြောဖြစ်ကြဘူး။နေသားဟာအိမ်မှာနေရတာမပြောတော့ဘူး။ရောက်ခမကိုလည်းမုံလာတယ်။ရောက်ခမကိုဒီအိမ်မှာမရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားနေတယ်။တည့်ရက်မှာ နီတာနဲ့ယောက်ကမတို့စကားများပြန်ဖြစ်ကြပြန်နေယောက်ျားကသူ့မိဘကလိုက်ပြီးနီတာကိုစူပုံချိန်မောင်းနေနီတာဟာစိတ်ညစ်လွန်းလာကြအိမ်ကနေထွက်သွားပြီးသူ့ဖေးစီမှာသွားနေလိုက်တယ်သူ့ဖေးဟာရိုးရာဆေးဆရာကြီးတယောက်ပါသူဟာအမေမရှိတဲ့နီတာကိုအလွန်ချစ်တယ်နီတာက သူ့ယောက်ကမသူ့ပေါ်အမျက်အပြည့်ရှာနေလို့ သူဟာအလွန်စိတ်မချမ်းမသာဖြစ်နေတယ်လို့ပြောပြတယ်။သူ့ကိုကူညီဖို့အဖေကိုကူညီတောင်းတယ်။သူပြောတာကသူ့ရောက်ခမကိုအစိတ်ကျေးတက်ခြင်းနဲ့လို့စိတ်ကျေးတက်ခြင်းလို့အစာထဲမှာထည့်လို့ရတဲ့အစိတ်ကိုပေးဖို့တောင်းပန်ပြောနေတာ။သူ့ရောက်ခမသေးသွားမှသူဟာသူ့ယောက်ျားနဲ့ဘဝတစ်ဆောင်လုံးပျော်ပျော်ရွှင်ရွှင်နေနိုင်နေသွားနိုင်မယ်လို့ပြောပြတယ်။ အဖေဟာနီတာကိုအလွန်တနာနေတယ်။သူကနီတာကိုခွေလို့ပြပြတယ်။သမီးကရှောက်ခမကိုအစိတ်ခတ်တက်လိုက်ရင်သမီးရောအစိတ်ပေးလိုက်တဲ့အဖေရောလူတတ်မှုနဲ့ထောင်ချသွားမှာပေါ့။အဲ့ဒီလိုမလုပ်သင့်ဘူးလေ။ဒါပေမဲ့နီတာဟာငိုရိုပြီးသူ့ကိုကူညီပေးဖို့အဖေကိုပြောနေတယ်။ရက်အတော်ကြာလာတော့အဖေလည်းနီတာကိုတနာတာကြောင့်ကူညီပေးမယ်လို့ပြောလိုက်တယ်။ကောင်းပြီလေ။ ။တမီးဒီလောက်ဖြစ်ချင်ရင်အဖေကူညီပေးမယ်။ဒါပေမဲ့တမီးရောအဖေရောနှစ်ယောက်စလုံးလူတတ်မှုနဲ့ထောင်မကြရအောင်။အဖေပြောတဲ့အတိုင်းတမီးလုပ်မယ်လို့ခရီးပေးမလား။နီတာကအဖေပြောတဲ့အတိုင်းလုပ်ပါမယ်လို့ခရီးပေးလိုက်တယ်။အဖေကသူ့ကိုစိတ်မုန်းထဲထားတဲ့ပလင်းတလုံးကိုပေးလိုက်ပြီးခုလိုပြောပြလိုက်တယ်။တမီးကခုလိုလုပ်ရမယ်။တမီးရဲ့ရောက်ခမစားမယ့်အစာရည်ထဲမှာ ဒီစေအမုံကိုလက်ဖက်ရည်စွန်းတစွန်းတစွန်းစာတစွန်းစာထည့်ပြီးသေချာမွေပေးရမယ်အစိတ်ကိုတစွန်းစာထက်ပိုမထည့်ရဘူးနောက်ပြီးတနေ့တစ်ချိန်ထက်ပိုမခက်ရဘူးအစိတ်ကိုနေ့စဉ်နည်းနည်းလေးတိုက်ကြရမှုသမီးရဲ့အမေဟာချက်ချင်းဘာမှမဖြစ်ဘဲလာပေါင်းအတော်ကြာမှသေသွားလိမ့်မယ်ဒါဆိုရင်သူသေးတာအစိတ်ကြောင့်လို့ပဲသူမှသေမှာမဟုတ်တော့ဘူး ူပါတာနေမကောင်းဖြစ်ပြီးသေးတာပဲလို့လူတွေထင်ကြလိမ့်မယ်။အဖေကအခုလိုဆက်ပြောပြန်တယ်။သမီးဟာအဲ့ဒီအိမ်ကို ပြန်ရောက်တာနဲ့သမီးရဲ့အမေနဲ့အရင်မဖြစ်နဲ့။သူပြောတာတွေကိုသီးခံပြီးသင်မြတ်အောင်နေရမယ်။သူ့ကိုအရင်ထက်ပိုပြီးကယူဆိုင်ပေးရမယ်။အမေအရင်တရားလိုဆက်ဆံမှာဒါမှ သမီးရဲ့အမေသေသွားတဲ့အခါသမီးလက်ချက်မှန်ဘသူမှတန်ရာရှိမှာမဟုတ်ဘူး။သမီးအဲ့ဓာတွေကို လုံနိုင်မှာ လုံနိုင်မယ်မဟုတ်လားနေတာစဉ်းစားတယ်လာနေငယ်ကြအောင် သူရောက်ခမကိုတီးခံပြီးရောချစ်ခင်ဟန်ဆောင်ရမယ်ဒါပေမဲ့ရောက်ခမတီးသွားရင်သူရောက်ကြပျော်ပျော်ရွှင်ရွှင်ပြန်နေသူရောက်ကြနဲ့ပျော်ပျော်ရွှင်ရွှင်ပြန်နေနိုင်မှာကိုစဉ်းစားမိလို့သူ့ဖေပြောတဲ့အတိုင်းလှုပ်ပါမယ်လို့ကတိပေးလိုက်တယ်ရက်နေငယ်ကြမှာနီတာဟာရောက်ခမအိမ်ကိုပြန်သွားတယ် အေးရောက်တာနဲ့သူပြေမာလိုက်တယ်လို့နေ့စဉ်ရောက်ခမစားတဲ့အစာထဲမှာအစိမ့်မုံကိုလက်ဖက်ရည်စွန်းတစွန်းတစွန်းထည့်ပေးတယ်။နောက်ပြီးရောက်ခမကသူ့ကိုဘယ်လိုပဲရှမ်းစကားတွေပြောပြော သူတင်းကြီးခံပြီးနေတယ်။အရင်လိုပြန်ရန်တွေ့တာရှမ်းစကားပြောတာတွေမလုပ်တော့ဘူး။ရှောက်ခမကလည်းအမေအရင်တယောက်လိုဂယုတဆိုင်ပြုစုဆောင်ရှောက်တယ်။ဒီလိုနဲ့ရက် ရက်ကနေလာအတော်ကြာလာတယ်။နီတာရဲ့ပြောင်းလဲလာတဲ့ဆက်ဆံပြုမှုပုံတွေကြောင့်ရှောက်ကမဖြစ်သူကလည်းစိတ်ပြောင်းလဲလာပါတယ်။နီတာရဲ့အမေအရင်တယောက်လိုပြုစုဆောင်ရှောက်မှုတွေကြောင့်ရှောက်ကမလည်းနီတာကိုတမီလေးလိုချစ်လာပါတယ်။နီတာဟာရှောက်ကမရဲ့အစာထဲမှာ အစိမ့်မုန်ထည့်ပေးတာ၆လကြာသွားပြီ။အခုအခြေအနေတွေဟာအရင်နဲ့မတူတော့ဘဲလုံးဝခြားနာသွားပြီ။ မိသားနဲ့ယောက်ျားမတို့ဟာအခုတကယ်အမေနဲ့သမီးလိုချစ်ခင်နေကြပြီမိသားဟာအခုတော့သူ့အမေရင်ပြလိုချစ်နေရတဲ့ယောက်ျားမကြခင်ဆုံးတော့မှာကိုပူပန်လာတယ်အရင်လိုချစ်နေရတွေချစ်နေရသူတွေကိုလက်လွတ်ဆုံးရှောင်ရမှာကိုစိုးရိမ်လာတယ်မိသားစိုးရိမ်မှုများလာလို့အဖေစီကိုပြန်သွားပြီးခုလိုပြောပြတယ်အဖေရဲ့ သမီးအမေကိုတိုက်ချွေးခဲ့တဲ့အစိတ်တွေကို ဖြည့်ပေးဖို့ဖြည့်ဆည်းပေးပါပဲ။အမေသေးသွားရင်သမီးမလို့အမေသေးသွားမှကိုသမီးမလို့လာတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့သမီးအမေကိုအယံချင်းမိနေပြီ။အမေမရှိရင်သမီးနေတတ်မှာမဟုတ်တော့ဘူး။အဖေဟာမိတာကိုပြုံးကြည့်ရင်ခုလိုပြန်ပြောလိုက်တယ်။အဖေသမီးကိုပေးလိုက်တာအစိမ့်မုံမဟုတ်ပါဘူးကွယ်။အာတိုစိမ့်မုံတွေပါ။ အခုပြောပြတာကတရုတ်နိုင်ငံကမဂ္ဂဇင်းတစ်စောင်မှာရေးထားတဲ့ဇာတ်လမ်းလေးပါဒီအကြောင်းလေးဟာတကယ်အဖြစ်ပြက်လားပုံမြင်လားဆိုတာမသိပါဘူးဒါပေမဲ့ဒီအကြောင်းလေးကနေကျွန်တော်တို့ခုလိုအသည့်တစ်ခုကိုရှားနိုင်ပါတယ်မိစေမှာအလွန်မောင်းတဲ့သူတယောက်ရှိနေမယ်သူကြောင့်မိစေမှာအလွန်စိတ်ညစ်နေရတယ်သူကိုဒီလောကကနေဖယ်ရှားပစ်ချင်နေတယ်ဒါပေမဲ့ သူ့ကိုတက်ပြလာရင်မိတ်ဆွေထောင်ကြမယ်ကျူပေးတက်ခံရမယ်ဒါဆိုရင်ဘယ်လိုလုပ်မလဲသူ့ကိုမေတ္တာထားပြီးဆက်ဆံလိုက်ပါ သူကလည်းမိတ်ဆွေပေါ်မေတ္တာနဲ့ပြန်လဲဆက်ဆံလာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့မေတ္တာမှအသွားအပြန်ရှိလို့ပါ9ရက်3လ2019နောက်ဆုံးဆောင်းပါးလေးတစ်ပုဒ်အနေနဲ့ MAO ရဲ့သေခါနီတော့ကဆောင်းပါးလေးကိုဖျက်ပြပေးပါမယ်ခင်ဗျာ အမေအိုရဲ့တေခါနီတော့ကလူရဲ့ကြောက်ဟာသူ့ဖေးဆုံးသွားတော့သူ့အမေအိုကိုအိမ်မှာမထားချင်တာနဲ့လူအိုယုံကိုပို့ထားလိုက်တယ်။တလာမှာတစ်ခါလောက်တော့အမေကိုသွားကြည့်တယ်။တရက်မှာလူအိုယုံကနေ သူ့စီကိုဖုံးဆက်လာတယ်။သူ့အမေအပြင်းပြပြီးသိမလို့ဖြစ်နေတယ်။ချက်ချင်းလာပါတဲ့။သူလဲသူ့အလောက်ကိုရက်ပြီးလူအိုယုံယုံလူအိုယုံကိုသွားလိုက်တယ်။ သူရောက်သွားတော့အမေဟာကရင်ပေါ်မှာအမောပေါက်ပြီးတေခါနီးဖြစ်နေပြီသူကအမေပါနာကိုကက်ပြီးကျွန်တော်ဘာလုပ်ပေးရမလဲအမေလို့မေးလိုက်တယ်အမေဟာမျက်လုံးပွင့်လာပြီးမောနေတဲ့ကြားကအာယူပြီးအခုလိုပြန်ပြောတယ်လူအိုယုံမှာပန်ကားတွေဝယ်ပြီး လူပေးပါနောက်ပြီးအစာအသောက်တွေထည့်ထားဖို့ရေခဲတက်တာတစ်လုံးလဲဝယ်လူပေးပါ ညစာရင်စားဖို့ပါလူရဲဟာသူ့မိရဲ့စကားကြောင့်အံ့အားတင်သွားတယ်လို့ခုလိုမေးလိုက်ပြန်တယ်အမေဒီမှာနေရကြနေပြီဓာမျိုးတွေလူချင်းနေလို့အမေကျွန်တော်ကိုတခါမှမပြောဘူးပါဘူးအခုအမေမှာအသက်ရှင်နေရဖို့နိုင်ပိုင်းလေးပဲကြံတော့မှဘာကြောင့်ဓာတွေလူချင်းရတာလဲမေယာအမေကအခုလိုတူတူလေးပြန်ကြည့်လိုက်တယ်ဟုတ်ပါရဲ့တာရဲ့အမေလေး ဒီမှာနေစဉ်တခြားအလုံးပူအိုက်တာတွေစားစရာမရှိလို့ဖိုက်စားတာတွေနားကျင်တာတွေကိုခံနိုင်ခဲ့ပါတယ်။အမေအခုပြောတာတွေဟာအမေအတွက်မဟုတ်ပါဘူးကွယ်။မင်းအသက်ကြီးလာရင်မင်းကလေးတွေကမင်းကိုဒီမှာလာပို့ထားတဲ့အခါမင်းအဲ့ဒီတန်တွေကိုမခံနိုင်မှဆိုလိုပါကွယ်။မင်းအတွက်ပါ။အမေဆိုတာတာသမီးတွေအတွက် သင်္ကာနီချင်းထိစိုးရိမ်နေတဲ့နေတတ်တဲ့ထင်ပါတယ်။အမေကျေးဇူးကို မမေ့ကြပါနဲ့။19ရက်10လ2018နောက်တစ်ပုံအနေနဲ့တောင်းလေးကအချစ်ပုံမြင်ဆောင်းမလေးကိုဖျက်ပြပေးပါမယ်ခင်ဗျာ။တညနေခင်မှာအသက်6နှစ်အရွယ်လူကူကြောင့်ဟာသူနေတဲ့တရုတ်နိုင်ငံအလဲပိုင်းခေတန်းရတဲ့ကမြက်ကင်းပြင်မှာပြေးကောင်းလေးတွေစောစားဖို့အတွက်လိုက်ဖန်နေတယ်။ အဲ့ဒီအချိန်မှာမင်္ဂလာဆောင်မဲ့သူတို့သမီးကိုခံစည်းကားထားတဲ့ဝေါ်ပေါ်မှာတင်ပြီးသူတို့သားအိမ်ကိုလိုက်ပို့တဲ့လူတန်လူတန်တစ်ခုသူ့အနာကိုရောက်လာတယ်။အဲ့ဒီရွာကလူတွေမှာအစွဲတစ်ခုရှိတယ်။အဲ့ဒါငယ်ငယ်သွားကျတဲ့အခါခလေးရဲ့ပါဇက်သေးကိုလက်ထတော်မဲ့သူတို့သမီးရဲ့လက်ချောင်းလေးတွေကိုထိုးထည့်ပေးလိုက်ရင်ခလေးဟာသွားမြန်မြန်ပေါက်တယ်တဲ့ ဒါကြောင့်ငယ်သွားကျူထားတဲ့ကောင်းလေးလူဟာဟောတန်းနေသူတွေကို သူရဲ့ငယ်သွားကျူထားတဲ့သူရဲ့ငယ်သွားကျူထားတယ်လို့ပြောလိုက်ဟောတန်းသူတယောက်ကဟောရဲကသူ့သမီးလက်ကိုအပြင်ထုတ်ပြီးခလေးရဲ့ပါးစပ်တဲကိုလက်ချောင်းလေးထည့်ဖို့ပြောလိုက်တယ်။သူ့သမီးဟာ လက်ကိုဝေါ်ပြင်ထုတ်ပြီးလူရဲ့ပါးစပ်တဲသူ့လက်ညိုလေးကိုအသာထည့်ပေးလိုက်တယ်။လူဟာခလေးဆိုတော့ရုတ်တရက်ကြောက်လန့်ပြီး သူ့သမီးရဲ့လက်ညိုကိုသွားနဲ့ကိုင်မိလိုက်တယ်။သူ့သမီးဟာနာလို့អော်လိုက်ရင်ဟောကူကာထားတဲ့ခန်းစည်းကိုလှက်ဖယ်လိုက်တယ်။လူဟာအင်မတန်ချုံမောလာပါတယ်။16နှစ်အရွယ်အမျိုးသမီးလေးကို တွေ့လိုက်ရတယ်။ပထမတော့သူ့သမီးလေးဟာစိတ်ဆူသွားတယ်။ဒါပေမဲ့သူဟာကလေးငယ်အား ပထမတော့သူတို့သမီးလေးဟာစိတ်ဆူသွားတယ်။ဒါပေမဲ့သူဟာကလေးကငယ်လေးငယ်လူရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးကိုမြင်လိုက်တော့ဒေါသပြေသွားပြီးလူကိုခုလိုပြုံးရင်းနောက်ပြန်လိုက်တယ်။လူဆိုးလေးမင်းကြီးလာလို့အိမ်တော်ပြုရင်ငါလိုမိမချော့ချော့လေးနဲ့ရပါစီကွယ်။နောက်ပိုင်းလူအရွယ်ရောက်လာတော့တငယ်ချင်းတွေနဲ့လူကြီးတွေက သူကိုဘယ်လိုမိမမျိုးနဲ့လက်ထက်ချင်းတလဲလို့မေးရင်း သူကဝေါ်ပေါ်မှာမြင်လာရတယ်။သူတို့သမီးလေးလိုချုံမော်လှပတဲ့သူကိုပဲလက်ထပ်ချင်တယ်လို့ပြန်ပြေးလေးရှိတယ်။တကယ်တော့အဲ့ဒီအမျိုးသမီးလေးရဲ့မျက်နှာကို သူမမေ့နိုင်ပဲဆဲဆဲလန်းလန်းဖြစ်နေတာပါ။ဝေါ်ပေါ်မှာလိုက်ပါလာတဲ့သူတို့သမီးလေးနဲ့သူတို့သမီးလေးရဲ့နာမည်ဟာစူးချောင်းစူးချောင်းကင်းလို့ခေါ်ပါတယ်။စူးဟာဂေတရွာမှာအချမ်းသာဆုံးဖြစ်တဲ့တရေကြီးရဲ့သားနဲ့လက်ထပ်လိုက်ပါတယ်။ လက်ထက်ပြေးဆင်းနေအကြမှာစူးရဲ့ယောက်ျားဟာအုံနောက်အမေရောယောဂာနဲ့တေဆုံသွားတယ်။သူတေဆုံချိန်မှာခလေးလေးယောက်ရှာနေပါသည်။သူယောက်ခမတွေဟာသူတို့သားတေဆုံသွားပြီးခဲ့ကချွေးမစူပေါ်ကျဉ်ကျဉ်နာနာမရှိတော့ဘူး။စူးနဲ့ကလေးတွေကို အစားအသောက်မကျေးဘူး။နောက်ဆုံးမှာစူးတို့ကိုအိမ်ကနှင်းထုတ်လိုက်တယ်။စူးတို့ဟာရွာပြင်တော့ဆက်မှာတဲထိုးနေကြရတယ်။မိုးတွေမြစ်တွေကို ရှာပြီး ပြုံစားကြရတယ်။ပိုက်ဆံမရှိလို့မြစ်တွေပေါ်မှာစားတော့ဝယ်ပိုက်ဆံမရှိလို့မြစ်ပြုတ်တွေမှာစားတာဝယ်မခံနိုင်စားပါဘူး။စူဟာမျက်ချောက်တွေကိုဖနက်လှုပ်ပြီးတရံကိုငါးပြားနဲ့ရှောင်းချပြီးစားတောင်းနေရတယ်။တညနေခင်းမှာစူဟာအငယ်ဆုံးကလေးကိုကြောပူပြီးမျက်စိမှာရက်ခတ်နေတယ်။ရေပြည့်ပြည့်ထားတဲ့အိုးကိုပင်မလိုက်ချိန်မှာ စူးဟာရုတ်တရက်ကြောက်တုံဘောကခြေချောသွားပြီးကျောဘောကခလီရောသူဝါနှစ်ယောက်စလုံးမြစ်ထဲကျသွားတယ်ဒီအချိန်မှာမလန်မကန်မှရှိနေတဲ့လူတယောက်ကမြစ်ထဲခုန်ချပြီးစူးတို့သားမိကိုဆယ်ပေးလိုက်တယ်သူတို့အသက်ကိုကယ်လိုက်တဲ့သူဟာလူဝါစူးကသူတို့သားမိအသက်ကိုကယ်ပေးလိုက်တဲ့လူဟာသူသူတို့သမီးဝါတော့ကသူ့လက်ညှိုးကိုကြိုက်ခဲ့တဲ့ကောင်းလေးဆိုတာမမှန်မိပါဘူး ဒါပေမဲ့လူကတော့စူးကိုကောင်းကောင်းမှတ်မိပါတယ်။ဘာကြောင့်လဲဆိုတော့စူးဟာသူတသက်လုံးကြိတ်ချင်နေခဲ့ရသူကိုလူဟာစူးတို့သားမိစင်စင်ရဲ့ရဲ့နေရတာကို အရင်ကလေးကမြင်တွေ့ပြီးတနာနေခဲ့တယ်။အခုညီပေးချင်နေတယ်။ဒါပေမဲ့သူဟာလူစိမ့်ကြောက်မှုကူညီဖို့အခွင့်အရေးမရခဲ့ဘူး။အခုတော့သူတို့သားမိကိုအသက်ကဲ့ ကဲခဲသူမှုသူတို့အိမ်ကိုဝင်ထွက်သားလာခင်းရှာနေပါပြီသူကလည်းအားတဲ့ချိန်တိုင်းသူတို့အိမ်ကိုလာပြီးမြစ်စိတ်ကနေရှိကိုထန်တဲ့ပေးတယ်ထင်းခွဲပေးတယ်အိမ်သားမှာတောင်းရဆိုင်ပေးတယ်ကြက်တွေဝက်တွေမွေးပေးတယ်လူဟာသူကြိတ်ပြီးချင်နေရတဲ့စူးကိုကူညီပေးနေရလို့ပြောနေတယ် တူဟာစုရမီတာစုကိုကုညီပေးနေရတာကုညီပေးနေတာသုံးနေရှိသွားပြီရွာထဲကလူတွေဟာစုကိုတပုတ်လေးလေးအတင်းပြောလာကြတယ်စုဟာလူပြိုလေးလူကိုကလေးမုံပေးပြီးကြိုက်တယ်ခိုင်းစားနေတယ်လို့ပါဒီချိန်မှာလူက19နှစ်သားအရွယ်လူပြိုလေးစုက29နှစ်အရွယ်ကလေးလေးယောက်အမေမဟုတ်ဆိုမှာရွာကကောင်းမလေးတွေဟာစူးအိမ်ရောက်နေတယ် လူကြအောင်ကလေးလေးရောက်အမေအတွက်ဘဝကိုအဆုံးမခံနဲ့လို့လမ်းလမ်းပေါ်ကနေမကြတဲ့ကြာအော်သွားကြတယ်။လူငယ်တွေဟာညမှာစူရဲ့အိမ်ကိုခဲနဲ့ပေါက်ကြတယ်။စူရဲ့ရောက်ခမတွေကလည်းစူရဲ့အိမ်ကိုရောက်လာပြီးစူရဲ့လောရကြသူတို့မျက်နာပြည့်ရတယ်ဆိုပြီးစူကိုစူပူချိန်ပေါက်ကြတယ်။ရွာတွေကလူတွေရဲ့ပြောတာဆိုတာတွေကိုမခံနိုင်တော့လို့တရမှာစူက လျူကိုအိမ်မလာတော့နဲ့လို့ပြောလွှတ်လိုက်တယ်။အဲဒီညမှာလျူဟာစူးစီကိုရောက်လာပြီးချစ်ခွင်တောင်းလိုက်တယ်။စူးဟာလည်းလက်ခံလိုက်တယ်။နောက်နေ့မနက်မှာလျူနဲ့စူးကလေးလျောက်အားလုံးဟာဂေတံရွာကပျောက်ခြင်းမလားပျောက်သွားကြရဲ့။လျူနဲ့စူးတို့မိသားစုဟာဂေတံရွာနဲ့ဝေးနိုင်သမျှဝေးအောင်ထပ်ပြေးသွားကြတယ်။သူတို့ဟာလမ်းမှာ ယာယီတဲလေးတွေထူပြီးအသေးရခုငါဖန်းစားကြပြီးအသက်ဆက်ကြရတယ်။ဒီနေ့ကျတော့တရုတ်နိုင်ငံတောင်ပိုင်းချုံချင်းပြည်နယ်ကတောင်ကြီးတစ်ခုပေါ်ကိုရောက်သွားကြရတယ်။တောင်ထိန်နာကကြောက်ကူတစ်ခုကိုအိမ်လောက်ပြေးနေကြရတယ်။စူးဟာအဲ့ဒီမှာနေရင်းလူနဲ့ကလေးလေးယောက်ထက်ရတယ်။သူတို့ဟာရွာကိုအဆက်အသွယ်မလုပ်ကြသလိုရွာကလူတွေဟာလည်းသူတို့နေတဲ့နေရာကိုမသိကြဘူး။ သူတို့ဟာပြင်ပကလူတွေနဲ့လုံးဝအဆက်အသွယ်ပြတ်ထားတယ်။ဒါပေမဲ့ကလေးတွေကတော့အဝေးရွာကြောင်းအဝေးရွာဒီဘာမှာကြောင်တက်ခိုင်းနေသူတို့နေတဲ့ကြောက်ကူကိုဘယ်ဧည့်သည်မှမလာဘူး။လူဟာတောင်ချိန်မှာရှားကဲတစ်ခုလောက်ပြီးအသေးနံတွေစိုက်ထားတယ်။စူဟာနေကင်းဆိုရင်လူအလုံးလုံးနေတဲ့ရှားကင်းကိုထမင်းပိုးပိုးတောင်ပေါ်ကနေခက်ခက်ခက်ခဲဆင်းရရှာတယ်။ လီယိုဟာသူမိမတောင်ပေါ်ကပြုတ်ကြမှာစိုးရင်လို့တောင်ပေါ်ကနေတောင်ချီထိလေကတခုလှုပ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။ညစ်မာတဲ့တောင်ထိပ်ကနေတောင်ချီထိလေကတတွေအများကြီးလှုပ်ရတယ်။အနည်း90ကျောင်းအောင်လေကကိုသူတယောက်တည်းလှုပ်တယ်။လေကတိလှုပ်ရင်တန်ဆိုးပေါင်း36ကျောင်းကျူခဲ့တယ်။နောက်ဆုံးမှာလေကတိပေါင်း6000ပါဝင်တယ်။တောင်တင်းတောင်တောင်တက်တောင်စင်း လေကားကိုလှုပ်ပြီးသွားတယ်။အခုသူ့မိမစုဟာတောင်ပေါ်ကနေတောင်အောက်ကိုလေကားကနေဖြည်းဖြည်းချင်းအနေရကင်းကင်းနဲ့ဆင်းလာနိုင်ပါပြီ။လီယူတဲ့စုတို့မိသားစုဟာအဲ့ဒီကြောက်ကူမှာ58နှစ်ကြာအောင် တိတ်တိတ်ဆိတ်ဆိတ်နေသွားကြတယ်။လီယူတဲ့စုတို့ဟာလင်မယားအဖြစ်စတင်ပေါင်းတင်ကြခဲ့ကတညာမှခွဲပြီးမအိတ်ခဲကြဘူးပါဘူး။အသက်80နှစ်အရွယ်ရှိပြီဖြစ်တဲ့လီယူဟာ ။ကောင်းချင်းရင်ကရှာခင်းမှာအလုံးလုံးရင်ရုတ်တရက်အမောဆိုပြေးလဲကြသွားတယ်။အနာမရှိတဲ့အသက်82နှစ်အရွယ်ရှိပြီဖြစ်တဲ့သူ့မိန်မဆူကပြေးလာပြီးသူ့ကိုပေးလိုက်တယ်။လျှူဟာဆူရဲ့ရင်ဆူရဲ့ရင်ခွဲမှာညင်ညင်သာသာနဲ့အသက်ထွက်တော်ရှာပါတယ်။အသက်ထွက်သွားချိန်မှာလျှူဟာသူ့မိန်မကိုသူမိမရဲ့လက်ကိုစုပ်ကိုင်းထားရင်းသိသွားတယ်။ ဆူလဲလူရဲ့အလောင်းကိုပွေပိုက်ထားရင်ခဏအကြာမှာအသက်ထွက်သွားပြန်ပါတယ်တလအကြာ2012ခုနှစ်မှာအဲဒီနေရာကိုရောက်လာကြတဲ့တရုတ်သူတည်တနာအဖွဲ့ကအဖိုးကြီးတောင်နဲ့သူ့ကိုရင်ခွင်မှာပွေပိုက်ပြီးတိတ်ဆုံနေတဲ့အဖွာအိုးရဲ့မပုတ်သူတွေရဲ့ရုပ်လောင်းကိုတွေ့သွားကြတယ်။စီနေနေကြပြီးရာတေဥရုအေလိုနာကြောင့်အလောင်းတွေမပုတ်သူတာပါ။ သူတေသနာအဖွဲ့ဟာသူတို့လောင်းတွေကိုတွေ့တဲ့အကြောင်းပြည်내အစိုးရကိုကြောင်းကြားလိုက်တယ်။ပြည်내အစိုးရကသူတို့လောင်းကိုတောင်ချိန်မှာမြေမြုပ်တင်ယူပေးလိုက်တယ်။လေကားတစ်ပေါင်း6000ရှိရဲ။ကြောက်လေကားနဲ့သူတို့နေခဲ့တဲ့ကြောက်ကူကိုကြားတိုင်းအဖြစ်ထိန်းသိမ်းထားလိုက်တယ်။သူတို့ရဲ့ဆက်လန်းဟာကဘာကျော်အချစ်ပုံမြင့်အဖြစ်ယနေ့တိုင်းထင်ရှားကျော်ကြားနေပါတယ်။အဲဒီနေရာကို နှစ်စဉ်ကဘာလဲခီးတဲ့ထောင်ပေါင်းများစွာလာရောက်ကြည့်ရှုကြပါရစေ။မြချက် cloudby.info website က a letter so love ဆောင်းပါးလေးကိုရေးထားတာပါ။31ရက်3လ2019ဟုတ်ကဲ့ဆရာကြီးဘမောသိပ်ဖြစ်ရဲ့မြှဝေလို့တော့အတွေ့များလေးစားဦးတယ်မှာဆောင်းပါးလေးပုဒ်ကိုဖျက်ပြပေးခဲ့ရပဲဖြစ်ပါတယ်ခင်ဗျာ။ အဆုံးထိလာရောက်နာဆင်ပေးခဲ့ကြတဲ့တူတယောက်ချစ်စရာကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။